ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့နေ audio book channel လေးကနေကြိုဆိုလိုက်ပါရရှင်။ဒီနေ့မှာတော့ပရိသတ်ကြီးတို့နားဆင်မှုအတွက်စာရေးသူလင်းရောင်နေရေးသားထားတဲ့မိပန်းမွေဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါရရှင်။ဇာတ်လမ်းလေးမစားခင်မှာတော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးဘေးနာ notify bell လေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါရရှင်။ဟုတ်ကဲ့ပါပရိသတ်ကြီးရှင်ဇာတ်လမ်းလေးကိုစတင်ပေးလိုက်ပါပြီ။ဟဲလူမဆန်လိုက်တာ။ရိုင်းဆိုင်လိုက်ကြတာအေး။ စိတ်ဝေဒနာတွေကိုမှလောက်ရလိုက်ကြတာဘလို့တကောက်တာများမဆာမနာလောက်ရကြပါလေဈေးတန်းတွေကဈေးတဲ့ဈေးဝယ်အားလုံးလူလူကစုတ်တက်တက်နဲ့စိတ်မကောင်းဖြစ်နေကြရတယ်အားလုံးရဲ့ပါဇက်ပြားမှလည်းမိပန်းမွေးပိုက်ကြီးလို့ဆိုတဲ့စကားပြန်နေတယ်ဈေးတဲ့တွေမကပါဘူးဒီတရင်ကရေသားမျိုးလေးတစ်ခုလုံးမှဟိုးလေးတကြောကြောဖြစ်လို့ရေသားမျိုးကအညာဘက်ကနယ်မျိုးလေးတစ်မျိုးဖြစ်တာမို့မကျေဝန်းလာပါဘူး မျိုးကလေးကငယ်တော့ဖြစ်သမျှအကြောင်းကြားသမျှတဲ့င်းကတမဟုတ်ချင်းမှာပဲတမျိုးလုံးကိုပြန်နှံ့သွားတယ်။အခုမိပန်းမွေးရဲ့တဲ့င်းကတော့ကြားရသမျှထဲမှာစိတ်မကောင်းကြားရဆုံးမှာမိပန်းမွေးပဲမတော့မိပန်းမွေးကိုရှာကြစမ်းပါဟ။သူ့ကိုဒီတိုင်းထားလို့မဖြစ်ဘူး။မျိုးကန်လူကြီးနဲ့ရမ်းမီရပါးတွေတော်တော်များများလေးဈေးထဲကိုလိုက်လာကြတယ်။အားလုံးကခေါင်းမိတောက်နေကြပြီ။မိပန်းမွေးကိုလည်းတောင်းတအောင်ရှာနေကြတယ်။မရှာလို့လည်းမဖြစ်။ဒါကမိပန်းမွေးရဲ့အရေးဆိုပေမဲ့ တစ်မျိုးလုံးရဲ့အရေးဆိုလဲဟုတ်နေတာကိုမိဘမွေးရဲ့ပြဿနာကိုပြေလည်အောင်ဖြေရှင်းမပေးနိုင် မြို့ရဲ့တိတ်ခါမြို့ရဲ့ပုံရိပ်ဟာစွန့်တင်ရတော့မှာမဟုတ်လားဒါပေမဲ့မြို့ရဲ့တိတ်ခါတကူတဲ့အတွက်ပူလောင်နေကြရတာတော့မဟုတ်ပါဘူးသူတို့ချစ်ကြတဲ့မပန်းမွေးသူတို့ခင်ကြတဲ့မပန်းမွေးအရေးအတွက် ရှင်လေးကြရတာလဲပါတာပါပဲဈေးထဲမှာတော့မပန်းမွေးမရှိဘူးဗာကြီးကဟုတ်တယ်ကျုပ်တို့လည်းပန်းမွေးကိုမတွေးမိဘူးဈေးတွေကတယောက်တခွန်းပြေကြတယ် ဈေးတယ်ဒီကိုတိုင်းလဲဈေးရောက်ရတာစိတ်မပါကြတော့ပါမပန်းမွေကိစ္စကိုသာရင်တမမနဲ့ဖြစ်နေကြရတာမပန်းမွေအတွက်ရင်မောရတယ်လို့နှမချင်းမစာမနာအယူအုံမှစော်ကားပြင်မာရတဲ့အရင်ဆိုင်ကိုလည်းမိစေခြင်းလာပြီမပန်းမွေဆိုတာလွန်ခဲ့တဲ့၃နှစ်လောက်ကတည်းကရေသာမျိုးလေးကိုရောက်လာခဲ့သူလေးဘယ်သူမှမသိတယ်လို့ဘယ်ရလာမှန်းလဲစုံစမ်းလို့မရခဲ့ကြအောင်မပန်းမွေရဲ့နောက်ကြောင်းကိုလိုက်လို့မရတဲ့အဆုံးမြို့ကန်လူကြီးတွေကဒီတိုင်းနေထိုင်ခွင့်ပြုလိုက်ရတာရဲ့ မပန်းမွေးရလဲစိတ်ဝေဒနာသည်ဆိုပေမဲ့ညပတ်ပေတင်နေသူတော့မဟုတ်တတရဲ့ရဲ့အနေတက်တယ်လို့တနခါပဲကြအမြဲလိမ့်တက်တယ်အသက်ကတော့30ကျော်40ဝန်းကျင်ပဲရှိတန်းကောင်းပါရဲ့မပန်းမွေးရောက်ခါကျတော့မြို့ကန်ဒီအားလုံးကမပန်းမွေးကိုတစ်စီတစ်ဆောင်အကဲခတ်ကြပေမဲ့မပန်းမွေးကတကယ်စိတ်ဝေဒနာရှင်မန်းတိလာကြတော့ဂယုနာတော်တတ်မိကြအပြန်နဲ့ဈေးထဲမှာနေဈေးထဲကကျွေးသမျှစားပြီးဈေးတယ်ရဲ့လက်တို့လက်တောင်းနေမှာကုဘော်လောင်ဘက်ရလေတော့ဂယုနာကတဆင့်တက်ပြီး မေတ္တာဖက်ကြအပြန်နဲ့အနေအထိုင်တန်ရှင်းတယ်လို့ခိုင်းတဲ့မြောက်ကိုလည်းပေါ်ပါလေတော့တစ်စည်းလုံးရဲ့ကြောကာကြီးကိုဖြစ်နေတော့တာဈေးထဲမှာမရှိမှတော့အကြီးမဲ့ရှင်အိမ်မှာပဲရှိလိမ့်မယ်။ "तू ကအကြီးမဲ့ရှင်ကိုတော့အားကြီးခင်ရှာတာ။ရွာလူကြီးတွေလည်းမမဲ့ရှင်အိမ်လိုက်ကြအပြန်နဲ့သွေးမတော်သားမဆက်အယူရဲလို့ပြစ်ပယ်မထားနိုင်ကြပါဘူး။ကို့သွေးကို့သားလိုပဲပူပင်ကြရတာပါ။အလုံးရဲ့ရှင်ထဲမှာတော့စိတ်မကောင်းခြင်းတွေသာကြီးစိုးနေတော့တာပါ။" ။တန်ဆူးမသွားရမူလိုက်လို့ရွာလီတော့တလားမိပန်းမွေးရင်အမလေးတော်သူတော်ကောင်းမကြီးကိုမှလုံရလိုက်ကြပါပြီတော်ဘဝကံမကောင်းလို့ယူရတဲ့ကြားတဲ့တနာယူရရဲ့အစာဖြစ်ရပြန်မှာပေါ့လားမိပန်းမွေးရဲ့အေးမယ်ရှင်လိုက်လိုက်လဲလဲဝငိုမိတာပါတကယ်ကိုကြည်ခွင်ရပါတယ်ဒီမျိုးကိုမိပန်းမွေးရောက်လို့မှမကြသေးခင်မှာအေးမယ်ရှင်နဲ့ခင်ခဲ့ရတာတနေ့အေးမယ်ရှင်ဈေးဝယ်သွားတော့ဈေးချင်းနေနဲ့မနိုင်မနှင်းရွက်ပြီးအိမ်ပြန်လာတာကို မိပန်မွေမြင်ရကနေခင်ခဲ့တာလေပေးစက်မှာတော့ကြီးရဲ့ကြုတ်လိုက်ပူစမ်းမမဲတော့အေးမယ်ရှင်မျက်လုံးနဲ့ကနေ့ထိမထွက်နိုင်သေးပါသူ့ဘဝရဲ့နောက်ကျောင်းနေ ဖြစ်ကသမားတွေမေးလို့မရပေမဲ့ကူညီမဲဆိုတဲ့အသည့်မိပန်းမွေးမှာရှိပါရဲ့အသည့်စိတ်ကပုံမှန်မဟုတ်ပေမဲ့ဇယိုက်ဆိုးအကျဉ်ဆိုးရဲ့လို့မိပန်းမွေးမှာမရှိရှာပါဘူးတော်ပါတော့မမယ်ရှင်ဟာခမားငူနေရတဲ့ကျုပ်တို့မိပန်းမွေးကိုမေးချင်ရမှာမဟုတ်တော့ဘူး ဘာကြီးကောင်းကအီးမဲရှင်ကိုပိတ်ကာမှအီးမဲရှင်အငိုရက်တော့တယ်။မိဘမွေးရတော့အီးမဲရှင်ရဲ့အနောက်မှာကုတ်ကုတ်ကြီးထိုင်လို့သူ့ကိုယ်သူပူပန်ရကောင်းမန်းအောင်တိပုံမပေါ်ပါဘူး။ဟဲ့မိဘမွေးဒီဟိုလာစမ်းမအောင်မင်းကလေးရဲ့ဘာကြီးကောင်းမိဘမွေးကိုခေါ်လိုက်တယ်။ဘာကြီးတာဆန်တို့ဥထုံခါတို့လည်းဝိုင်းဝန်းချော့မော့ပြီးခေါ်ကြတာပါပဲ။မေးကြတာပဲ။ဥထုံခါကတော့စိတ်လက်မအီမတာဖြစ်နေတယ်ထင်ပါတယ်။မင်းနေပေမဲ့လည်းမိဘမွေးစီကအပြေစကားမကြားရလေရလားမသိ။ ကျွေးစည်းများပင် ပြန်နေပြီမိပန်းမွေပြောစမ်းမိန်ကလေးညီ့ကိုဘသူကစော်ကားတာတော့ညီပိုက်ထက်ကလေးကဘသူနဲ့ရတာတော့အလောကတိကျင်စောကြီးနေကြတယ်မိပန်းမွေကတော့တုတ်တုတ်မှမလုပ်ပါဘသူကမေးမေးပြုံးနေတာပါပဲတကယ်ကိုမကြင်မရဲဖြစ်စေရပါမမယ်ရှင်ခမားရင်မေးပါအောင်ဗျာခမားမေးရင်တော့ဖြေကောင်းပါရဲ့ဘာကြီးသာဆန်အကြီးမဲ့ရှင်ကိုထပ်ကူတောင်းရပြန်တယ်မိပန်းမွေမိပန်းမွေတဲလဲခတ်ပါလားကွယ် မိပန်းမွေငါတူမကြီးပြောစမ်းဒေါ်ကြီးကိုပြောစမ်းညီပိုင်တရကလေးကဘသူနဲ့ရရတော့ညီကိုဘသူစော်ကားလိုက်တာတော့အေးအကြီးမဲရှင်မေးလဲမိပန်းမွေကတော့ပြုံးနေတာပါပဲခဏကြာမှမိပန်းမွေစီကအတန်ထွက်လာတယ်အားလုံးကမိပန်းမွေဖြေလာမဲ့အဖြေကိုပဲငဲလင်းနေကြတယ်ဒေါ်ကြီးကျုပ်ပိုက်ထဲမှာကလေးရှိနေရလားတော့အေးဟုတ်တယ်ညီပိုင်ထဲမှာကလေးရှိတယ်အဲ့ဒီကလေးကိုဘသူနဲ့ရတာတော့ဒေါ်ကြီးကိုပြောစမ်းပါအေးတော်ကြီးရင်တုံပန်းတုံရှီလွန်းလို့မှာ အလုံးအားတိတ်ဆိတ်လို့နေတယ်။ဘသူများလဲဆိုတော့တိလို့မှုတွေနဲ့အကြတမ်းမင်းကြားရလောက်တယ်။မိပန်းမွေးတဲ့ဂယုနာတက်ရတယ်လို့လူယုံမာကိုလည်းဖော်ထုတ်စေချင်လာတယ်။မိပန်းမွေးမှာအခုလိုမပေါ်မပါဖြစ်နေရတော့ဖုံးကွယ်မရထားတဲ့အရာမှုတီးကြရတယ်။ပုံမှန်မဟုတ်တော့တဲ့မိပန်းမွေးရဲ့ပြောင်းလဲလာတဲ့အဖွဲ့ကြီးပုံတွေကြောင့်မြို့ကန်လူတို့ကမိပန်းမွေးကိုချော့ကားတမျိုး၆ခါတဖုံခေါ်ပြီးမှဆရာဝန်နဲ့စစ်ဆေးခဲ့ရတယ်။အခုတော့မိပန်းမွေးရဲ့အဖြေဒီသာဆုံးဖြတ်ချက် အလုံးကလည်းမိပန်းမွေးကိုစီရင်ချက်ချတော့မယ်တရားသူကြီးတယောက်လိုစိတ်ဝင်စားနေကြတယ်။ဒိုကြီးကျုပ်ဝမ်းသာလိုက်တာတော့ကျုပ်ကလေးရတော့မှာပေါ့။အလုံးကသမမောသားချလိုက်ကြရတော့တယ်။မိပန်းမွေးကတော့ဖြေတော့မယ်မတင်ပါဘူး။သူ့မျက်လုံးတွေကရီသွားလိုက်ညို့သွားလိုက်မှုန်သွားလိုက်ကြီးသွားလိုက်ဘလောက်အရေးကြီးကြည့်နေကြပြီမဲ့လေဒီကိစ္စကိုတရခန်လူယုံမှသာအတိဆုံးပြင်ပါပါဒီပန်းမွေးလဲတီကောင်းတီမှာပေါ့လေတီကျင်မှလဲတီမှာပေါ့ ျုပ်အိမ်မှာလူတွေစုံလာပြီလားဗျဘာတွေဖြစ်နေကြရတော့မိဘမွေးစီမှာအာယုံဆိုင်နေကြတဲ့အားလုံးရဲ့မျက်လုံးတွေကအတန်လာရစီကိုပြိုင်သူကြည့်မိကြတယ်အတန်ပိုင်ရှင်ကတော့အကြီးမဲရှင်သားငပြုံးပါပဲငပြုံးရဲ့အတန်ကလေးလံရှင်မူးနေတယ်လို့ပဲသူ့ရဲ့ခြေလန်းနေရာလဲတရင်တရင်မှာခြေလန်းနေရာအစိအကျဲမညီဘူးတိုင်းခွက်ကြနေနေတယ်လို့ပါပဲသူ့မူးလာပြန်ပြီလေဟဲ့တကောင်သားရဲ့မိဘမွေးရဲ့ကိစ္စဖြေရှင်းနေတာဟဲ့ ီလောက်တမျိုးလုံးအုံအုံကြွကြွထနေတဲ့ကိစ္စကိုမသိနိုင်လောက်အောင်ဒင်းကအတောက်စားဖတ်နေတဲ့အကောင်ဒီမှာစိတ်ဆင်းရဲနေရတဲ့ကြားတဲ့ကိုယ့်အကူအတာနေစမ်းပါဟဲ့အေးမယ်ရှင်អော်လိုက်တယ်အားလုံးရဲ့မျက်လုံးတွေကတော့ငပြုံးစီရမခွာကြသဘောတဘာဝတွေအနတ်အိဗယ်တွေပြည့်နေတဲ့မျက်လုံးတွေဟာစူးလက်နေကြတယ်ငပြုံးကတော့မဖြုံပါဘူးမူမူယူယူနဲ့လူအုပ်ကြားတဲ့တိုးဝင်ပြီးစနေနာတယ်အားလုံးကသူဝင်လာတော့ဖေကြကျင်ကြတယ် ခဏနေတော့ငပြုံလူအုပ်ကြားထဲကပြန်ထွက်လာတယ်။အော်မိပန်းမွေးပိုက်ကြီးလို့ရလား။မပန်းမွေးညီအဲ့ဒီကြပ်ပါကြီးကိုမမပါနဲ့အေးညီပိုက်ထဲကကလေးကိုထိပါမယ်။မိပန်းမွေးဈေးထဲကမခင်စောဆိုင်မှာကြပ်ပါတွေမပေးနေတာပါ။မနေရင်မခင်စောပြောတာကြားလိုက်တော့ကြပ်ပါကြီးကိုပုတ်ကနေပြစ်ချပြစ်လိုက်တယ်။မိပန်းမွေးရဲ့ကလေးကိုတော့အတိမကန်နိုင်ပါ။ကလေးလေးနာသွားမှတော့မိပန်းမွေးကြောက်ပါတယ်တော့။မိပန်းမွေးသူ့ဘိုက်ကိုပြန်ပြီးငုံကြည့်လိုက်တယ်။ ပြီးတော့လက်ကျန်းကြီးနှစ်ဖက်နဲ့အသာအရာပေါ့လိုက်တယ်။ကလေးလေးနားမြသွားသလား။တော်ပြီတော်ပြီနောက်မမတော့။ခိုင်းစရာရှိရင်တခြားသူခေါ်ခိုင်းကြုံမခိုင်းနဲ့တော့။မိပန်းမွေးကသူ့ဘာသူပြောရင်ဂျပါကြီးကိုခြေနဲ့ကန်ထုတ်လိုက်တယ်။အမလီမပန်းမွေးရဲ့ဂျပါရီကကြုတ်ပစ္စည်းတွေတော့ခေါင်းမအောင်မဟုတ်တော့ပါဘူးတော့။မက်ခင်စောမှာရီယာခက်ငိုရခက်မျက်နှာဘေးနဲ့အရှုံးဖောက်လိုက်တော့အနာအဈေးတွေကအော်ဂန်နဲ့ရီကြတယ်။တပံအမျက်ရီဝဲကြအပြန်နဲ့ မပန်းမွေးရသူလူငါလိုအကောင်းပကတိမဟုတ်ဘူးလေဒါပေမဲ့ကိုဝင်ဆောင်လိုက်ပြီးသူ့ဘိုက်ထဲမှာကလေးလေးရှိတယ်လို့သိကြတဲ့ရအချားရာတွေကိုအေးမလုံတော့သူ့ဘိုက်ကိုကြီးလိုက်ပြုံးလိုက်ရီလိုက်လုံနေတော့တာတခါတလေဘိုင်းနဲ့တောင်စကားတွေပြောနေတတ်တယ်မိခင်စိတ်ဆိုတာမိပန်းမွေးရဲ့ရှင်ထဲမှာအလိုလျောက်ကင်းအောင်ဝင်သွားခဲ့ပြီဘသူမှသင်ပေးစရာမလိုပဲတက်မြောက်သွားခဲ့ပြီဘာမှမသိတဲ့မိပန်းမွေးကတာသမီဆိုတဲ့အသည့်နဲ့ပဲမိခင်စိတ်လုံးလုံးဝင်ခဲ့ရပြီ ဒါကမိဘမေတ္တာပဲလို့မက်ခင်စောတို့နှလုံးသွင်းပြီးတော့တယ်။ပြပန်းမွေးရတော့ဘိုက်ကြီးတကာကားနဲ့ဈေးတောင်းကဇရက်ကြီးစီတလိမ့်လိမ့်ထွက်သွားလိမ့်ပြီ။သားတို့ရုပ်ရည်တီတာမီသားရည်တီချမ်းမြတပေါက်ကြကမိဘတို့ဝင်ငိမ့်စရန်တီတဲ့။ပြပန်းမွေးရတော့သားတို့ရုပ်ရည်ကိုမမြင်ရခင်ကလေးကမေတ္တာရည်တီတွေတသွင်သွင်းစီစဉ်နေပါပြီကော။မဟုတ်ဘူးမေမဟုတ်ဘူးဗျ။ကျုပ်မဟုတ်ဘူး။မိပန်းမွေးကိုကျုပ်ကစော်ကားပါမလားဗျာ။မိပန်းမွေးကိုကျုပ်ကနှမလေးလို့သဘောထားတာပါဗျ။ ငပြုံးတင်တင်ညင်းနဲ့အကြီးမဲရှင်ကလည်းအေးအောက်မေးမြန်းနေတာပါပဲအကြီးမဲရှင်စိတ်ဆင်းရဲရတယ်တမျိုးလုံးရဲ့မျက်ဝန်းတွေကအကြီးမဲရှင်တို့သားမီးပေါ်မှာစိတ်ငါသွားတယ်လို့ခံစားရတယ်မျက်လုံးတွေအောက်အကြည့်ဆူးဆူးတွေအောက်အမြင်စိတ်ဆင်းတွေအောက်သွားရမှာကိုအကြီးမဲရှင်ကြောက်လာပြီဘသူဆိုတာမသေးကြပေမဲ့အလုံးရဲ့အထင်တွေအောက်မှာပဲဘဝနှစ်ခုကပြာကျခြင်းနေပါပြီဟဲ့ငပြုံးရဲ့တမျိုးလုံးကမင်းလို့ထင်နေတာဟဲ့ငါတော့ရှက်လာကွယ်ဟုတ်ရင်လည်းဝင်ခံလိုက်ပါတော့ကွယ် အကြီးမဲရှင်ရဲ့မျက်ဝန်းတွေကရီဝေနေတယ်။နဂိုကမိုင်းနေတဲ့မျက်လုံးတွေရဲ့ရှေ့မှာပြောင်မှုဘက်ဆဲလိတ်ကြီးကထွက်လာတဲ့မိခိုးငွေတွေက ဝေးတည်နေတဲ့အခါပို့ပြီးမှုံသွားသွားတယ်လို့ထင်ရတယ်။အမေကကြုံမဟုတ်ပါဘူးဆိုပြ။ကြုံဘက်နဲ့ရှင်းပြရမလို့အမေက"သူတို့ထင်နေရတော့ကြုံလည်းဘယ်တက်နိုင်မှမလဲဗျာ။ငပြုံးလည်းမရှင်းတတ်တော့ပါဘူး။ငပြုံးတကယ်စိတ်ငြင်းမိတယ်။လူတွေကိုကြောက်မိတယ်။ဒေါသလည်းထွက်မိတယ်။ညီနေရလှန်ဆိုင်ချင်ကြတဲ့လူတွေ" အမှန်တရားမပေါ်သေးတဲ့၍ငပြုံးတို့သားမီးရဲ့ကန်စားတာတွေမေးမိန်နေရအောင်ပါပါလားငပြုံးအန်ကျိတ်ထားမိတယ်မရှိခိုးနိုးမလားဆုံးမျိုးဆိုတဲ့ဇကားတဲမှန်မလားမလားဆုံးမျိုးဆိုတဲ့ဇကားတဲမှန်မလားလောကကြီးရဲ့လို့သားအော်ပြစ်လိုက်ခြင်းတော့တယ်ပန်းလေးကြီးအေးပန်းလေးညီပေသွားနေရတော့အေးအမေကိုတယောက်တည်းထားခဲ့တာလားအိအမေစီကိုပြန်လာပါတော့မိဘမွေတယောက်ဈေးထဲမှာဟိုဘက်ပြေးဒီဘက်ပြေးနဲ့တစ်စည်းလုံးနှံ့နေပြီ။ ပါဇက်ကလည်းသူသမီးပန်းလေးကိုအော်ခေါ်ရင်းခြုံမွက်ချငိုနေတယ်။တစ်စည်းလုံးမိပန်းမွေးကိုရှောင်နေရတယ်။မိပန်းမွေးလည်းတောင်းကြဆိုင်နေရပါပြီ။သူသမီးပန်းလေးကတော့ပေါ်လို့တောင်မလာပါဘူး။အေးဟဲပန်းကလေးကလည်းဘယ်ဒီလျှောက်သွားနေရပါလဲ။ဒီကလေးမလေးကလည်းတို့အတိုင်းပါပဲ။အေးလက်ကမလွတ်လိုက်နဲ့လွတ်လိုက်တာနဲ့လိမ့်တော့တာပဲ။မခင်စောနဲ့မချိုကြီးကတယောက်ကိုတယောက်ပြောကြရင်မိပန်းမွေးသားမိကိုဝေဖန်နေကြတယ်။ပြောတာပြောရတာပါ။ သူတို့တစ်စည်းလုံးကလည်းပန်းလေးကိုချက်လိုက်ကြရတာမှတုံလို့ပန်းလေးရဲ့ကုသိုလ်ပဲပြောရမယ်ထင်တယ်။အသားကြီးကဝင်းဖန်နေပြီးမျက်လုံးဝိုင်းဝိုင်းမျက်တောင်ကော့ကော့လေးနဲ့ချစ်စရာကောင်းလိုက်တာမှနာမည်ကြည့်ပြန်တော့လဲအလားစားရဲ့ပန်းကလေးတဲ့ဒီနာမည်တွင်ပုံကတော့မိပန်းမွေးကြောင့်ရဲ့ဇီးရရလူတွေကဟဲ့မပန်းမွေးဤသမီးကိုနာမည်ပေးပြီလားဘသူတဲ့တုံလို့မေးကြတော့မိပန်းမွေးကနာမည်တော့မရှိသေးပါတော့ကျုပ်ကကလေးလေးလိုပဲခေါ်တာ မိပန်းရဲ့ကလေးလေးဆိုမှတော့ပန်းကလေးပေါ်တော့ဟိဟိမိပန်းရဲ့ကလေးပန်းကလေးမိပန်းရဲ့ကလေးပန်းကလေးဟိဟိဟိကဲအဲ့လိုရှောက်အောင်ရင်းနဲ့တွင်သွားတဲ့နာမည်ရဲ့မိပန်းမွေးကလေးမွေးတို့ကမြို့ကန်နေရပဲဝိုင်းခဲ့ဝင်းခဲ့ကြရတာပါမခင်စောတို့ကတော့ကိုဖိရှင်ဖိပေါ့မွေးပြီးလို့မိတွေမထွက်ခင်ကတည်းကကလေးကိုပွေရင်ဈေးရုံကခိုးထွက်ပြီးဈေးထဲလဲပြနေလို့ဝိုင်းလန့်ထားရတာရဲ့ညီအဲ့လိုသာကလေးကိုခေါ်ပြီးကြက်ကြက်အပြင်ထွက်နေအပြင်ကဖုန်နေဝင်း နေပူမိပြီးနေပကောင်းဖြစ်လို့ရတော့ငါတို့ကဂယုမဆိုင်တော့အဲ့လိုပြောထားမှအပြင်မထွက်တော့တာဆေးရုံကဆင်းပြီးတော့လည်းအပြင်မထွက်တော့ဘူးဈေးတောင်ကဈေးရကြီးပေါ်မှာပဲထိုင်နေတော့တာအခုလဲပန်းကလေးတောင်သုံးနှစ်စွန်းစွန်းရှိခဲ့ပြီဟဲ့မိပန်းမွေးရပန်းလေးကဒီမှာပါဟညီအမမိကေတီကဈေးသွားရင်ပန်းလေးကိုတွေ့တာနဲ့အိတ်ခေါ်လာတာတဲ့ဦးထိုးကားကပန်းလေးကိုပြေးကြည့်လာရင်မိပန်းမွေးကိုပြောတော့မိပန်းမွေးကသူ့သမီးပန်းကလေးကိုဇလူတော်တယ် မိပန်းမွေးမျက်လုံးတွေဆိုတာများမိတောက်နေသလားမှန်ရတယ်။ဦးလီထွန်းကကိုစူးစူးဝါးဝါးကြည့်ရင်ဗဇက်ကလည်းအော်ဟစ်ချိန်မောင်းနေတယ်။ပေးကျုပ်ကလေးကိုပြန်ပေးတော်ကျုပ်ကလေးကိုဘာလို့ခိုးသွားရတော့ကျုပ်ကလေးကိုတော်ဘယ်တော့မှမခေါ်နဲ့။ပန်းကလေးပန်းလေးရေလာစမ်းအမက်စီကိုလာခဲ့စမ်းပါအေး။မိပန်းမွေးရဲ့အတန်ကြီးကတစည်းလုံးဟိန်နေတယ်။မိပန်းမွေးအဲ့တလောက်ဒေါသထွက်တာတကားမှမမြင်ဘူးကြောက်လေ။မျက်လုံးအစုံကမိဝင်းဝင်းတောင့်နေတယ်။ လက်တီကလည်းပန်းကလေးရဲ့အင်ဂျီတွေကိုလှန်လို့ပြီးရှောက်ကြည့်နေတယ်။တော်နောက်တခါကျုပ်ကလေးကိုခိုးရင်တော့အသေးတက်ပြင်မယ်။မိဘမွေးရဲ့ဇကားတွေကထူးဆန်းလိုက်တာ။သူပြောနေတဲ့ပုံစံကအယူနဲ့တောင်မတူတော့ဘူး။လူကောင်းပကတိလိုပါပဲ။ဒါပေမဲ့တစ်စည်းလုံးပတ်ပြေးပြီးပန်းကလေးကိုလိုက်ရှာထားတာမို့ချွေးတန်နေရွှဲနေတယ်။ဇပင်နေရပွားရောင်းနေတယ်။ဦးလေးထုံးကကိုကဆင်းဆင်းကြည့်ရင် မျက်နှာကိုဖြတ်ကနေလွှဲပြီးပန်းကလေးကိုပြေးကြည့်ရင်ဈေးတောင်ကဇရက်အူကြီးစီထွက်သွားတော့တယ်။ မိပန်းမွေးရဲ့အပြုအမူအပြောတွေကထူးဆန်းလာကြည့်ရဲ့လို့သာအောင်မိကြရတော့တယ်။မိပန်းမွေးကတော့ဇရက်အိုကြီးထံမှာပုံပုံကြီးထိုင်လို့စိုးစိုးကအော်ဟစ်ထားတာဟာသူ့ပဲမဟုတ်တော့တယ်လို့အလုံးကိုမေ့သွားပြန်ပြီးတင်ပါရဲ့။ကောင်းတာပါပဲလေ။တခါတလေမှတည်ခြင်းထက်မတည်ခြင်းကကောင်းတယ်လို့အောင်မိခြင်းထက်မေ့ရနေခြင်းကချမ်းသာမှုတစ်မျိုးမဟုတ်လား။မိပန်းမွေးညီတော်ကြီးတို့အိမ်ကိုမလာပါနဲ့ဧ။အဟောင်းတွေကိုအစ်စ်မဖြစ်ချင်ပါဘူးဧ။ငါသာအရက်သမားကြီးငပြုံးလဲမရှိချာတော့ပါဘူးဧ။ ညီငါအိမ်လာရင်ကိုလူတွေကမင်းငော့နေခြင်းကြတော့တာအကြီးမဲရှင်မိပန်းမွေးကိုသာအတွင်တွင်ပြောလို့နေတယ်ဟုတ်လဲဟုတ်ပါတယ်မျိုးတွေကလူတော်တော်များများကမိပန်းမွေးရဲ့ဘိုက်ပြဒနာကလေးကအကြီးမဲရှင်တို့ဝိုင်းကျင်ထားကြတော့၃လေးနှစ်ရှိခဲ့ပြီမတိမသားတမျိုးတိတိတသားတပုံပေါ့လေအခုလဲသူတို့မုံတီယွန်ရှာလာတဲ့ငပြုံးလဲမရှိကြတော့ပါဘူးငကိုတွေကအတောက်စားမတ်တဲ့ငပြုံးကအဲ့ဒီပြဒနာဖြစ်ပြီးနောက်ပိုင်းအရက်အိုးတဲ့ဂျုံမထိုးယုံတမဲရဲ့ ောက်လိုက်တာမှလူမှန်းသူမှန်းကိုမသိတော့လောက်အောင်ပါအခုတော့လဲပေတီခဲ့သမျှသူပဲတန်ခံသွားရှာပါပြီအတောက်ဖက်ရကနေလုံမပါခဲ့ရပါပြီဒေါ်ကြီးကလဲကျုပ်ကဒေါ်ကြီးအိမ်မလာလို့ဘယ်လာမှာရောတော့ဗိုက်စားတာတော့ဘာစားစရာရှိတော့မိဘမွေးရဲ့ဇကားကနောက်ကျနေတယ်လူကမိဘကြောင့်နဲ့ရောက်နေပေါ့အိုးကွက်တီကိုဂလုံးကလန်းလှန်လောရင်းစားနေလိုက်တာမှအာပါတရဒေါ်ကြီးမယ်ရှင်မျက်ရည်ကြာမိတယ်ဘယ်ရမှန်းမသိတဲ့အယူမအောင်မှတန်ရုံးစင်ပူနေမိတယ် တစ်ဖက်ကတွေးပြန်တော့လဲမိပန်းမွေကြောင့်သူတို့သားမိညနာတော့မဖို့ဝင်လာအောင်ဖြစ်ခဲ့ရတယ်။အကြီးမဲရှင်ကတော့အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ငပြုံးကြီးကိုယုံမငပြုံးကအသာအစားမတ်ပေမဲ့ဒီလိုမျိုးယုံမာတဲ့အလုပ်ကိုလုပ်မှာမဟုတ်ဘူးဆိုတာအကြီးမဲရှင်အလိုလိုသိနေတယ်။မိပန်းမွေကိုချော့မော်ပြီးမေးပြန်တော့လဲရေရာတီကြတဲ့အဖြစ်ရဲ့လို့မကြခဲ့ရပါဘူး။ကျုပ်လည်းမသိပါဘူးတော်ကြီးရဲ့။ဒီအောင်နဲ့ပြီးခဲ့ရတာပဲမဟုတ်လား။ ဒါပေမဲ့ဘယ်နဲ့နေနေပါမိဘမွေးအပေါ်တော့အကြီးမရှင်တရားမပြတ်ခဲ့ပါဘူး။ငပြုံးမရှိတော့ကလေးကတကူရီတကာရမှု Twitter ကြာရည်လို့မရှိလေတော့မိဘမွေးအပေါ်မှာပို့လို့တောင် Twitter ခဲ့ရပြန်တာပါပဲ။ဒေါ်ကြီးကျုပ်သွားတော့မယ်။မိဘမွေးကစေးထားတဲ့လက်ကိုလုံးကြီးနဲ့တုံရင်းလိတ်နေအောင်ထွက်သွားပေါ့။ပန်းကလေးကတော့ဈေးတွေကခင်စောတို့စိုင်နာမှာပဲဖြစ်မှာပါ။အကြီးမရှင်တက်ပြင်းတာချနိုင်တော့တယ်။မိဘမွေးရဲ့ရှိသမျှသောဝိကျေးတွေကြေပါစေလို့သာဆုတောင်းမိတယ်။ ဒါပေမဲ့အကြီးမဲရှင်ဘဝကလည်းထူးတော့မထူးပါဘူးလေတခါတလေတော့လည်းအကြီးမဲရှင်ရင်ထဲမှာနာမိတယ်။မြင်းနှင်းတော့လည်းလှန်ဆိုင်ခံရတာလောကသဘာဝကြီးတစ်ခုလေလားလို့တောင်တွေးမိပါရဲ့။မပန်းမွေးရီအဲ့ဒီကွန်ချင်းကြီးကိုဈေးနောက်ဘက်ကငဆန်းရဲ့ထော်လာကြီးပေါ်တွားတင်ပေးစမ်းပါရဲ့အေး။မခင်စောမပန်းမွေးကိုခိုင်းလိုက်တယ်။ဒီနေ့ဈေးနေလေ။နေဈေးဆိုပေမဲ့ငါရဲ့တဈေးသတ်မှတ်ထားတဲ့ရေသားဈေးလေးဟာဈေးနေရောက်တိုင်းကြက်ပြံမကြစီကားလာတယ်။ အဝေးပြေးလမ်းမကြီးရဲ့ဘေးမှာတည်ထားတဲ့မြို့ကလေးဆိုတော့သူ့အရက်နဲ့သူ့ဆက်နဲ့ဆိုသလိုပါပဲဝယ်သူချမ်းသူဆိုတာပေါ်မှပေါ်ဈေးနေဆိုလဲမခင်စောတို့မှလက်မလဲနိုင်အောင် ရောင်းရတာရဲ့မခင်စောမှမဟုတ်ပါဘူးဈေးတဲ့တိုင်းရောင်းကောင်းကြတာပါရေသာမြို့ကလေးရဲ့အနီးအနားရွာတွေကလည်းရွာထက်သီးနှံနေထင်းနေရောင်းဖို့လာကြရင်ဝယ်ကြချမ်းကြတာရဲ့လေဈေးနေရောက်ပြီဆိုဈေးတဲ့ဈေးဝယ်ဆိုတာခြေချင်းလိန်နေတာပါပဲချိန်ကြတွေ့ကြရောင်းကြဝယ်ကြရင် အသက်ဝင်နေတဲ့ရေသားစည်းကလေးရဲ့ပါမြေကုန်တန်းနေရံဖြစ်တန်းနေရလဲမကြားချင်မအစုံပြပန်းမွေးရတော့ကွန်ချင်းကြီးကိုကစောင်းတင်ပြီးဈေးရဲ့အနောက်တကားစီကိုသွားပြီးဟဲ့ပန်းကလေးညဘဲမှရှောက်မသွားနဲ့နော်ဒီကနေ့တော့ညကိုကြည့်နိုင်မှာမဟုတ်ဘူးမခင်စောကဈေးရောက်နေရင်ပန်းကလေးကိုအော်ရပြန်တယ်တစ်ဖက်ကလည်းဈေးဝယ်သူမေးတာကိုဖြေရဆိုတော့တကယ်ကိုမအားနိုင်ပါဘူးဟဲ့တော့ဒီကလေးမနဲ့ပြောရင်းဆိုရင်ထွက်သွားပြန်ပြီငါနဲ့တော့မအားလို့သားရဲ့ လိုက်ရိုက်ပြစ်လိုက်ခြင်းစမ်းရဲ့ပန်းကလေးကလည်းပန်းကလေးပဲမခင်စောအော်ဟစ်နေတဲ့ဂျားရီကနေပြေးထွက်သွားတယ်တကယ်ကိုဈေးကျိုးဖြစ်နေတော့တာလေလိုက်တာမှမဟုတ်လို့မခင်စောကလည်းမအားတဲ့ကြားအမှတ်ချက်ပေးပြန်အောင်ပေးလိုက်သေးတယ်တကယ်ထဲမှာတော့ဖြက်ဖြက်ကိုလူးနေရပဲဈေးရှိဖက်လမ်းရဲ့ဘေးမှာရုပ်သေးစင်ကလေးတစ်စင်ရောက်နေတယ်စင်တက်မှာရုပ်သေးရုပ်ကလေးတွေကခေါင်းတက်ကားကလည်းတလုံးလုံးနဲ့ကပြအတုံးတော်ခံနေကြရှာတယ်ဝီတန်နရာဇက်ထုတ်ကိုခင်းနေတာရဲ့ပါ မဒီဒေဝီရဲ့တောကတွေကိုငိုခြင်းနဲ့တကွစုံကြီးပြနေတဲ့ရုပ်သေးကျိုးဆွဲဆရာကြီးရဲ့အတန်ကပရိသတ်ကြီးကိုငြိမ်ကြသွားစေတယ်။ပန်းကလေးလူအုပ်ကြီးကြားထဲတွဝင်လိုက်တယ်။ကလေးဆိုတော့ဘာရဲ့ညာရဲ့မသိပါဘူး။လူများများအုံနေရာကိုသွားပြီးစူးစမ်းတက်တာလား။ရှေ့မှာရှိနေတဲ့လူအုပ်ကြီးကြားထဲကိုငုံကရှိုးကတိုးကဝင်လိုက်တယ်။ကလေးပီပီငိုခြင်းလွှဲခြင်းတွေကိုနားမလဲရှာပေမဲ့အယုတ်ကလေးတွေလှုပ်ရှားကပြနေတာမြင်တော့ပန်းကလေးသဘောတွေတောင်ကြာနေမိတယ်။ ရုပ်သေးဆရာကြီးရဲ့အတန်ကလည်းလွမ်းမောဝဲကောင်းလိုက်ပါပြီ။မဒီဒေဝီရဲ့တောကတွေကဆရာကြီးရဲ့ငိုခြင်းနဲ့အတူအသက်ဝင်လွန်းလာပါတယ်။တချို့သူတွေကမျက်ရည်များပင်ဝဲလို့ပန်းလေးရေအေးပန်းကလေးညီဘယ်မတော့အေးအမေကိုထားခဲ့ပြန်ပြီလား။အမေစီကိုပြန်လာခဲ့ပါတော့။မဒီဒေဝီရဲ့တောကနဲ့အပြိုင်ပါပဲ။မိပန်းမွေးရဲ့တမိပြောက်ရှာပုံတော်ဖွင့်ပြီးငိုခြင်းကလည်းရေသာစေထဲမှာမြိုင်လွန်းလာတယ်။ပန်းကလေးကသူ့မိမိပန်းမွေးရဲ့အတန်ကိုကြားသွားပုံရတယ်။ လူအုပ်ထဲကတိုးထွက်လာတယ်။အရှိသေးပါဝါမှာမအေးကိုမြင်တော့အော်ခေါ်ရင်းမရေရှိအောင်ပြေးလေတော့တယ်။ရုပ်သေးစင်နဲ့ဈေးကလမ်းမကြီးချားနေတာရဲ့။မိပန်းမွေးကလည်းပန်းကလေးကိုမြင်တော့မှဝမ်းပန်းတတအော်ခေါ်တော့တယ်။ပန်းကလေးညဘယ်သွားနေတာတော့အေးပြေးခဲ့အမေစီပြေးခဲ့။မိပန်းမွေးကခုံပေါက်နေရင်ဗဇက်ကလည်းအသက်ကုန်းအော်ဟစ်နေတော့တာ။ပန်းကလေးလည်းမအေးစီပြေးလာတယ်။လမ်းကိုဖြတ်အကူးမှာတော့ဟေးဟာပန်းကလေးသမီး လိုက်ကြဟိကာသမားမောင်းပြေးပြီဟိနီးရဆိုင်ကယ်ဆွဲပြီးလိုက်ကြစမ်းပါဟရက်ဆက်လိုက်တာတော့တာဝင်မဲလာ ਈ လားရုပ်သေးစင်ကြီးကအတန်နေတိတ်သွားပြီးပြိတက်ကြီးလည်း꿰သွားတယ်အလုံးကပန်းကလေးရဲ့ဘေးမှာဝိုင်းလို့အောင်လို့ပန်းကလေးကတော့လမ်းမကြီးပေါ်မှာလဲလျောင်းနေတယ်မဟုရရောင်ကတရားလမ်းမကြီးပေါ်မှာရဲရဲနေနေတဲ့သွေးတွေကမြင်မကောင်းလာအောင်ပါပဲဒီအနှိမ့်ထာယုံမြင်ကွင်းကိုအလုံးကရှင်နာစွာနဲ့ကြည်နေရချေပြီမိပန်းမွေမိပန်းမွေပဲရောက်သွားတော့ မိဘမွေးဘယ်မတော့ဟဲ့မိဘမွေးမရှိတော့ဘူးမိဘမွေးဘယ်ဟိုများရောက်သွားပါလဲအားလုံးကပန်းကလေးကိုဂယူးဆိုင်နေကြတဲ့ချိန်မှာမိဘမွေးတယောက်ပျောက်ချင်းမလားပျောက်သွားခဲ့ပြီသူကားနောက်ကိုများလိုက်သွားသလားမသိဘူးဟုတ်လောက်တယ်ကားနောက်ကိုလိုက်သွားတာပဲဖြစ်မယ်အားလုံးကသုံးသက်ချက်တွေနဲ့ဒီဟာဖြစ်နေကြရပြီရှာသူတွေလည်းရှာကြလို့ပါပန်းကလေးရဲ့အလောင်းကိုတော့ဈေးတောင်းကဈေးရအိုကြီးပေါ်မှာပြင်ထားတယ်သက်ဆိုင်ရာတာဝန်ရှိသူတွေလည်းဆောင်ရွက်စရာရှိတာကိုဆောင်ရွက်နေကြတယ် ရုပ်သေးစင်ကြီးလည်းတိမ်သွားခဲ့ပြီးပန်းကလေးလည်းကျွေလွန့်သွားရှာလေပြီးရုပ်သေးဆရာကြီးကတော့သူ့တစ်တာကြီးကိုတန်းရင်းတရွေ့ရွေ့နဲ့အားလုံးကိုကြောခိုင်းထွက်သွားသွားပါပြီသူ့နှုတ်ပြကထွက်ကြလာတဲ့ငိုချင်းရှည်ကြီးကတော့မဆုံးသေးဘူးရှည်သာဇေးလေးရဲ့အနီးမှာလွင့်ပြန်နေခဲ့တယ်မိဖမ်းမွေးပြောင်းနေခဲ့တာကြပါပြီတိုက်ဆိုင်မှုရှိတဲ့အခါအမတ်ရယုံကလွဲပြီးရှည်သာမျိုးလေးတမျိုးလုံးမိဖမ်းမွေးကိုမေ့တောင်းနေကြပေါ့မမေ့လို့လဲရှိရောလားတနေ့စွန်းလို့နှစ်နှစ်တောင်လုံးတော့မယ်လေ မိပန်းမွေးပြောက်သွားကစားတော့ရေသားကြီးတစ်ခုလုံးကကြောက်ကန်နေတယ်လို့တော့ထင်ရတယ်။ပန်းကလေးရဲ့တွတ်တီးတွတ်တာအတန်လေးတွေခုံခုံလွှားလွှားအမူအရာလေးတွေကိုလည်းလွမ်းနေခဲ့ကြရတာပါ။မက်ခင်စောနဲ့မချိုကြီးကတော့အခန်းစားအောင်ပါပဲ။သူတို့လက်ထဲမွေးပြီးသူတို့ကျွေးမွေးခဲ့ရတဲ့ပန်းကလေးကိုသူတို့မစွဲဘဲနေပါမလား။ပန်းကလေးကိုမြေးချပြီးကစားမက်ခင်စောပြည့်ဈေးတောင်မထွက်နိုင်ရှောင်း။တပတ်လောက်နေမှဈေးပြန်ထွက်နိုင်တယ်။ဒါတောင်ဈေးထဲမှာပန်းကလေးရဲ့အရေးရောင်တွေကိုပဲမြင်နေမိတာ။ ုတော့လေရေသာစေးကြီးတစ်ခုလုံးဟိုအရင်မိပန်းမွေးတို့မရောက်ခင်တုန်းကလိုပဲစီကားနေမြဲခွက်လက်လေးနှစ်ခုလက်သွားတာလွဲလို့ပေါ့မချိုကြီးရဲ့ငါဖြစ်ဒီနေ့မှအထူးထူးကြကြအေးမပန်းမွေးတို့သားမိကိုတတိယလိုက်တာဟဲ့မခင်စောဈေးရောက်နေရင်မချိုကြီးကိုလှမ်းပြောလိုက်တယ်စိုက်မတူပေမဲ့စိုက်ငန်းကြီးကဲ့ရဲ့ဆိုတော့ပြောသမ ्या ကအတိုင်းသားကြားနေရတာပါ မခင်စောရင်နဲ့တကယ်ကိုတတိယနေမိတယ် မိဘမွေးရဲ့စိတ်ကအများသူငါလိုပုံမှန်မဟုတ်ပေမဲ့ပျောက်ကွယ်သွားချိန်အထိမိခင်စိတ်အပြည့်ရှိပါတယ်ဆိုတဲ့အကြောင်းသက်သေပြသွားရှာတယ်။သူကများတမီးရဲ့အတုပအိုတော်တွေ့မြင်မသွားရှာနိုင်ဘူးလေ။မခင်စောရဲ့ညီမလာအေးငါလည်းတစ်ခါတစ်ခါအိမ်မက်တီတော်မက်ပါတယ်အေး။မချူကြီးကစကားပြန်လိုက်တယ်။မဘမွေးတယောက်တေလားရှင်လား။ဘာတရင်မှမကြားပဲပျောက်ကွယ်သွားပုံကတော့ဗဟေတိဆန်လွန်လာတယ်။မခင်စောမချူကြီးမခင်စောနဲ့မချူကြီးတို့စကားပြောနေကြရင် ူတို့နာမည်ကိုခေါ်တဲ့အတန်ကြားလိုက်တယ်။ဒီအတန်ကိုသူတို့ရင်းရင်းနှီးနှီးသိခဲ့ဘူးတာပါ။သူတို့ရဲ့ဥကောင်းနေကမတိုင်မရပဲနဲ့အတန်ကြားရာစီကိုပြိုင်းသူကြည့်လိုက်ကြတယ်။ဟဲမပန်းမွေဟုတ်ပါတယ်မပန်းမွေပါ။မပန်းမွေမှမပန်းမွေအစ်စ်ပါတော့။မပန်းမွေမျက်နှာကြီးကိုပြုံးလို့မခင်စောတို့ကြည်နေလိုက်တဲ့အကြည့်တွေကရွှွန်ရွှန်ဆာဆာနိုင်လိုက်တာ။အနှံ့အထိပ်ပဲပြည့်နေတဲ့မျက်ဝန်းတွေစီမှာမြစ်တာတရားတွေကအယောင်လက်နေကြတယ်။မပန်းမွေဟောဒီမှာ မပန်းမွေကြီးဟေ့ မပန်းမွေးပြန်လာပြီဟဲ့မက်ခင်စော်လက်တဲကချိန်ဝင်နေပစ္စည်းတွေကိုလှုပ်ချပြီးမပန်းမွေးရှိရာကိုဆင်ပြေတယ်မချိုကြီးရရောဘာထူးတော့ဒူးစက်လောက်အမြင့်ရှိတဲ့ဈေးဆိုင်ပေါ်ကနေခုန်ဆင်းပြီးမပန်းမွေးကိုပြေးဖက်ပြစ်လိုက်တယ်မပန်းမွေးညိနေအေးဘယ်နဲ့တော့ပျောက်သွားရတာတော့တစ်စလုံးအုံးကျွတ်ကျွတ်ဖြစ်သွားတယ်မပန်းမွေးကိုတွေ့လို့ကြားတယ်လို့မပန်းမွေးရဲ့အကြောင်းတွေကိုလည်းဖြစ်ကြောင်းကိုစင်သိကျင်းလာတာကိုမက်ခင်စော်နဲ့မချိုကြီးတို့ကတော့ဈေးဆိုင်ပြစ်ပြီးထားခဲ့ကြတယ် မပန်းမွေကိုအိမ်ခေါ်သွားကြပြီဝမ်းသာနေကြတယ်ဝမ်းမသာလို့နေရောလားမပန်းမွေရသူတို့နဲ့အနေနီးခဲ့ဆုံးလေလက်တို့လက်တောင်းကုဘော်လောင်ဘက်ကြီးဆိုလဲမှမသူတို့ဆောင်းလျှောက်ကြွေးမွေးကြရတဲ့သွေးမတော်တဲ့ဆွေမျိုးလိုဖြစ်ခဲ့ရတာလေအခုတော့အရင်တုန်းကမပန်းမွေမဟုတ်တော့တကယ်ကိုတည်ငိမ့်နဲ့မပန်းမွေဖြစ်နေပါပြီအော်တန်ရုံးစင်များစမ်းကြဲလွန်းလာပါတယ်ရေစက်ပါတော့စုံကြရတယ်လို့ရေစက်ကုံတော့လဲခွဲကြရတာပါဒါပေမဲ့မပန်းမွေရဲ့ရေသားမျိုးလေးနဲ့ ရေစက်ကတော့မကုံနိုင်သေးရောလေလားကျုပ်ကားနောက်ကိုပြေးလိုက်သွားတာပါမိနိုင်တယ်မမိနိုင်ဘူးဆိုတဲ့အသည့်ဖယ်ရှိလိမ့်မရုံးတော့ကျုံညမတွေပြန်ပြောပြတာပန်းကလေးကိုတိုက်သွားတဲ့ကသူ့ဟာသူကြောက်အားလန့်အားနဲ့မောင်းရင်ပေါက်သွားတယ်ပြောတာပဲမိပန်းမွေးပင်းသက်တစ်ချက်ရှိုင်းလိုက်တယ်အတိတ်ဆိုးတွေကကြည်နူးစရာမကောင်းခဲ့ပေမဲ့မိပန်းမွေးမေ့လို့မရခဲ့ပါဘူးအခုတော့တလျှောက်လုံးအမောင်ကြခဲ့ရတဲ့မိပန်းမွေးဘဝအလင်းရောင်ရခဲ့ပြီလေ အားလုံးကမိပန်းမွေးရဲ့အဖြစ်ပြက်တွေပေါ်မှာမြင့်မျောနေကြတယ်။အဖြစ်ပြက်တွေကမယုံနိုင်တော့အောင်စိတ်ကူးရင်ဆံမိမဲ့မိပန်းမွေးကတော့တကယ်ကိုနှစ်ဖူးတွေဒူးတွေကြုံခဲ့ရတာမဟုတ်လား။ကြုံလဲကားနောက်ပြေးလိုက်ပြီမဲ့ဘယ်မိဘမရုံတော့မသိစိတ်ကဇောကြောင့်သာလိုက်နေတာ哦။ကြုံလဲမောလွန်းလို့လဲကြရာနေပြီးဘာမှမသိတော့ဘူး။တတိလစ်သွားခဲ့တာ။မိဆက်ရလူတွေကစေးုံတင်ပေးကြဆက်သွယ်ပေးကြရင်ကျုံမိသားစုနဲ့ပြန်ဆောင်ခဲ့ရတာပါပဲတော့။အားလုံးကရေတမမဖြစ်ကြရတယ်။ တကယ်ကိုလောကရန်ရဲ့ရိုင်းနဲ့ထူထောင်မှုတွေကိုအလူးလဲခံခဲ့ရတဲ့မိပန်းမွေးပါလားရေလို့စုတ်တတ်တတ်ဖြစ်ကြရတယ်။မခင်စောတို့အိမ်မှာလူတွေဆုံလိုက်တာမှပြုံအုံနေတယ်။အေးမိပန်းမွေးသူတော်ကောင်းမကြီးရဲ့မြစ်တာရှင်မကြီးရဲ့အခုတော့ညည်ရေးသားကိုပြန်ရောက်လာပါလားအေးမခင်စောတို့ဝိုင်းနေကိုအကြီးမဲရှင်ဝင်လာတယ်။မိပန်းမွေးအကြီးမဲရှင်ကိုမြင်လိုက်ပြီးအကြီးမဲရှင်ကြီးအိုသွားလိုက်တာလွန်ခဲ့တဲ့နှစ်နှစ်လောက်ကထက်ကိုပိုပြီးကြာသွားရှာပြီးရောအင်းပေါ်လေး ဇယားရဲ့ဖီစီမှုတွေပါတယ်လို့စိတ်ထောင်းတော့လဲကိုကြည်ခဲ့ရရှာမှာပေါ့မိပန်းမွေးအကြီးမဲရှင်ကိုစီးကြိုပွေးဖက်ထားမိတယ်မိပန်းမွေးရဲ့ကျေးဇူးရှင်ကေတင်ရှင်ကြီးတွေမဟုတ်လားစိတ်ဝေဒနာတဲ့မိပန်းမွေးကိုကျွေးမွေးဆောင်ရှောက်ခဲ့ကြသူကြီးတွေပါအဲ့ဒီကျေးဇူးတရားတွေကိုအောင်းမေးလို့လဲရေသားမျိုးလေးကိုမိပန်းမွေးပြန်ခဲ့တာပါမိပန်းမွေးရဲ့အသီးစိတ်တွေပုံမှန်ဖြစ်သွားကလေးကညီမတွေရဲ့အပြောနဲ့ရေသားမျိုးကိုသွားချင်ခဲ့တာအခုတော့အားလုံးနဲ့တွေ့ခွင့်ရလေပြီမိပန်းမွေးရှင်နဲ့နှွေးလိုက်တာတော့ မိပန်းမွေးအပေါ်ထားတဲ့ရေသားမျိုးသူမျိုးသားတို့ရဲ့မြေတားတွေကအခုတည်းကနှွေးထွေးနေစေပါလားပြန်ပြေအောင်တော့မိပန်းမွေးရေပြန်ပြေအောင်တော့ညီအမတ်ရတိုင်းရေသားကိုလာလဲပါ၏ရေသားမျိုးကညီအတွက်တကားမရှိဒါမရှိပါ၏အကြီးမဲရှင်နှုတ်ဆက်လိုက်တယ်မိပန်းမွေးရဲ့ဘေးမှာဈေးသူဈေးသားတွေရောမျိုးကတော်တော်များများပါစုနေကြတယ်မိပန်းမွေးရေသားမျိုးလေးမှာနှစ်ပတ်လောက်ကြာအောင်နေခဲ့ပါတယ်အခုတော့လဲပြန်ရပြီတော့မယ်ပေါ့အတိုက်ကိုတတိမယခင်က ခြေသားဆိုတဲ့ဝကျင်းကြီးထဲမှာအားလုံးရဲ့ရင်ငွေနဲ့မိပန်းမွေးနှွေးခဲ့ရတာပါအခုတော့လေဂိုင်းပြားကိုကန်ပြန်လေတဲ့ငှက်ကားလိုများမချစ်တင်ခဲ့ဆိုကျင်ကြရှာမလားတော့မက်ခင်စောမိပန်းမွေးနားကိုကတ်လာတယ်နှစ်ကိုကြားတီးတိုးစကားဆိုလိုက်တယ်မပန်းမွေးငါတို့စိတ်ထဲမရှင်းတာတစ်ခုရှိတယ်ညို့ကိုစော်ကားခဲ့တာဘသူတော့ငါပြုံးလားမက်ခင်စောရဲ့စကားအဆုံးမှာမိပန်းမွေးရဲ့မျက်လုံးတွေကြီးဝေးသွားတယ်မိပန်းမွေးမဖြေချင်ဆုံးမေးခွန်းပါပဲမသိချင်ပါနဲ့တော့မက်ခင်စောရဲ့ အလုံးအပြီးဆုံးသွားခဲ့ပါပြီ။သူလည်းသူ့ဘဝနဲ့သူရှိပါစေတော့တော့ကျုပ်မပြောပြရစေနဲ့တော့။တေကြာတာတော့ငပြုံးမဟုတ်ပါဘူးတော့။ဒီပန်းမွေးကားပေါ်တက်သွားပြီ။အလုံးကိုပြန်လဲမကြည့်ဖြစ်တော့ပါဘူး။အလုံးရဲ့မျက်ဝန်းတွေကဆူဆူနေမယ်ဆိုတာမကြည့်လဲမြင်နေမိတယ်။မပန်းမွေးကြီးညီနောက်လေလာလေပေါ့အေး။မချိုကြီးနှုတ်ဆက်နေစင်ပါပဲ။မိပန်းမွေးစီးမဲ့ကားကြီးကတရွေ့ရွေ့နဲ့ထွက်ခွာသွားခဲ့ပါပြီ။ရွှေ့နေတဲ့ကားကြီးပေါ်မှာမပန်းမွေးပါသွားလိမ့်ပြီ။ ခက်ကြီးဆိုရင်တော့မိပန်းမွေးအိမ်ကိုပြန်ရောက်ရတော့မယ်။ဒါပေမဲ့မိပန်းမွေးတို့အားလုံးစီးနေခဲ့ကြတဲ့တန်တရာရင်ရထားကြီးရတော့ဖြင့်အတိန်ဆောင်နေအတိုင်အလှဲ့တွေအမြုပ်အဖော်တွေနဲ့ခက်ကြီးဆက်ရင်ဘယ်တော်များမှခက်ကြီးဆုံးမယ်ဆိုတော့ဘသူအများသိနိုင်မှမတုံလေ။ပြိဿများရှင့်ဇလန်းလေးရတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့ပြိဿတဦးချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ပါတယ်ရှင်။